အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ AOU Channel လေးမှကြိုဆိုလိုက်ပါတယ်ရှင်ကျမဒီနေ့တင်ဆက်ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့မဟာဗောရိမြိုင်ဆရာတော်ဖရာကြီးနဲ့ဗျာဒိတ်အီယနေပြီးတော့ဆိုတဲ့ဆောင်းပါးလေးအကြောင်းကိုဘဝတုဒ္ဒရာဝယ်တင်ဆက်ဖတ်ပြပေးခြင်းသာပဲဖြစ်ပါတယ်ရှင်နေပြီးတော့ရဲ့အထွတ်အမြတ်အမှတ်သားဖြစ်တဲ့ဥပ္ပါဒတန်ဒီစီဒီဖရာကြီးရဲ့အနောက်ဘက်တိမ်မဝေးတဲ့နေရာမှာရွှေနန်းတင်ဖရာကိုပုံမြင်နိုင်ပါတယ် တောင်ဝမမှုလေးပေါ်မှာရွှေအောင်တဝင်းဝင်းနဲ့ချီညိုတက်ပယ်စရာတရှိနေပါတယ်တဲ့ရွှေနန်းသိဖရာတီထားရာတောင်ကုန်းကလေးကိုလက်လုတ်တောင်းလို့ခေါ်ပါတယ်ဒီတော်ဒီတောင်မှာမဟာဗောရိမြိုင်ဆရာတော်ဖရာကြီးဟာမြမတက်ကရစ်1353မှ1355ခုနှစ်အထိတောရဆောက်တဲ့တရားအထုတ်တော်မူခဲ့တာပါအဲ့ဒီတော့ကတောင်မော်ကဖရာကလေးဟာ ထုံးအဖွေသားနဲ့ဆရာတော်ကြီးရောက်လာပြီးမှအတိပြုပြင်တီထားတာလို့သိရပါတယ် ဒီဖုရားကနိုင်ငံရေးဖုရားဟဲ့နင်တို့နိုင်ငံရေးစကားပြောနေတဲ့သူတွေတွားဖို့ကြဆရာတော်ကြီးကအရေရေမမောနဲ့အဲ့ဒီလိုပြောပြခဲ့ပူပါတယ်ဒီဖုရားတည်ထားရနေရာဟာမင်းတို့မင်းကြီးရဲ့ပိုင်နဲ့အထက်မြမာကြီးရဲ့အဆုံဆုံးနေရာဖြစ်ပါတယ် ဟိုဘက်မှာကတော့အင်္ဂလိပ်ပိုင်းနဲ့အောက်မြန်မာပြည်ဗြိတိရှားအင်္ဂလိပ်ပြည်ဟာသူတို့ကိုသူတို့နီမဝင်အင်ပါယာလို့ကြွေးကြော်နေခြင်းလည်းဖြစ်ပါတယ်။အထက်မြန်မာပြည်ကိုတင်ပိုက်ဖို့လည်းအမျိုးမျိုးအကြံစီစူးစမ်းလျက်ရှိပါတယ်။အဲ့ဒီမှာမင်းတုံမင်းကြီးကအထက်နဲ့အောက်မြန်မာပြည်ရဲ့နန်ဆက်တပွဲဖြစ်နေတဲ့ဒီနေရာမှာနန်းသွင်းဖျားကိုတည်ထားတော်မူခဲ့ပါတယ်။ဗြိတိရှားတို့ကအင်္ဂဝင်အင်ပါယာလို့ကြေညာထားတာကို မင်းတို့မင်းကြီးက နေဝင်ပြီးဆိုပြီးနေ့နေ့တိုင်းစီတီအတိပေးတယ်လို့ဆိုပါတယ်။ဒီဖျားဘော်ကစီတော်တန်တစ်ချက်ကြားတိုင်းအင်္ဂလိပ်တို့တစ်ချိန်တုံလို့ရတယ်လို့ဆိုပါတယ်။မူလဖျားပွဲတော်မှာနန်းသွင်းဖျားအခုမှရွှေတလုံးတိုးလာပြီးရွှေနန်းသွင်းဖျားရဲ့လို့ဖြစ်လာတာပါ။ဖျားပေါ်မှာတက်မတော်မှ ထိတ်ခိုက်ထိတ်ပိုင်းခေါင်းဆောင်ကြီးများရဲ့အမိများမိသားစုများရဲ့အမိများကို အလူရှင်ကပီးပေါ်ကိုရေးတို့ထားတာတွေ့နိုင်ပါရဲ့တဲ့ လက်လုံတောင်ဟာရှေ့အခါကတိုက်ကုန်းနေရာဗန္နာတိုက်ကြီးများမြုပ်နေရာဖြစ်တယ်လို့လည်းသိရပါဗျ။မဏိပူရပြည်ကတောထွက်လာတဲ့ညီနောင်မင်းသားနှစ်ပါးဟာဒီနေရာမှာဝိဇာအတက်ပညာများကိုကြံစည်အားထုတ်ခဲ့ကြပါဗျ။နောင်တော်ကယခုလက်လုံတောင်ရှိရာနဲ့တိတ်မွေးလာတဲ့နေရာယခုလွန်းတောင်လို့ခေါ်တဲ့နေရာမှာအားထုတ်ပါဗျ။ညီတော်ကယခုလက်လုံတောင်နေရာမှာအားထုတ်ပါဗျ။ နောင်တော်ကပေါင်းမြောက်အောင်မြင်သွားပြီးမိတော်မှာထူးထူးခြားခြားတိုးတက်အောင်မြင်ခြင်းမရှိခဲ့ပါဘူးတဲ့ဒါကြောင့်မိတော်ဟာမိမိယူဆောင်လာတဲ့ရွှေတွေငွေတွေကိုအရေမီဒီယာဖျားပွင့်တဲ့အခါအကြောင်းဆောက်လုပ်လူတဲ့ရဲ့ရွှေတိုင်းငွေတိုင်းလေးလုံးဆောက်ပြီးလက်လုံတောင်မှာမြုံနှံထားခဲ့ပါတယ်ဒီတိုက်ကြီးလေးလုံးကိုဆောက်ရှောက်ဖို့အတွက်နောင်တော်ကြီးကရွှေတုံးကြီးကိုငကားရုပ်ထုပြီးတော့အသက်သွင်းပေးခဲ့ပါတယ်တဲ့ငကားကြီးရဲ့မျက်စိနေရာများပြတာရှင်လုံးကိုတက်ပေးခဲ့ပါတယ် ူတို့ညီနောင်မှာညီငယ်ဆုံးတယောက်ရှိနေသေးပြီးမနစ်ပူရမင်းနေပြီးတော့မှဓာတ်ထက်တဲ့စစ်သူကြီးဖြစ်နေပါတယ်။ဘီရင်က အပိဓမာရာဇာဖြစ်ပြီးမိဖုရားကြီးမှဇေယပတ္တာဆိုတဲ့တားတော်တစ်ပါးနဲ့တမိတော်၅ပါးတို့ဖွားမြင်ခဲ့ပါတယ်။ထီနဲ့အယိုက်ရာကိုတားတော်ဇေယပတ္တာကဆက်ခံရမှာဖြစ်ပေမဲ့စစ်သူကြီးရဲ့လက်ရုံးဩဇာကိုမကျော်နိုင်ခဲ့ပါဘူး။နန်းတွေးအာနာလူဝဲမှာစစ်သူကြီးကအသာကြီးရသွားပြီးမိဖုရားကြီးလောက်ကြံခံရတယ် အဘိဓမ္မာရာဇာမင်းကြီးဟာတားတော်သမီးတော်များနဲ့အတူထွက်ပြေးတိမ်းရှောင်လာခဲ့ရာလက်လုတောင်ကိုရောက်လာခဲ့တယ်။ လက်လုံတောင်မှာရှိနေတဲ့ညီနောင်တော်ဦးဟာအင်းကြီးရဲ့အဖေကူအမေကွဲညီကိုများဖြစ်ပါတယ်ဟဲ့ဇေယပတ္တမင်းသားလေးကိုစကိုင်းတောင်တို့ပညာသင်စေလွတ်ထားစဉ်မင်းကြီးနဲ့ရာဆံပြီးတမီးတော်၅ပါးကြံခဲ့လေရာဝိဆာညီနောင်နှစ်ပါးကအဆောက်ရှောက်ထားခဲ့ပါတယ်အဘိုးတို့ပုပ်ပွားတောင်ကိုစိတ်ကြိတ်သွားရမယ်တကယ်လို့အရေးကြုံခဲ့ရင်ဟောဒီအဆောင်လက်ပွဲပစ္စည်းလေးကိုကိုင်ပေါင်းတိုင်ရဲ့အဘိုးတို့ချက်ချင်းပြေရောက်လာမယ်ဒီလိုနဲ့မင်းသမီး၅ယောက်ကြံခဲ့ချိန်မှာတည့်ရက်ဆက်ရာကြီး၅ယောက်ရောက်လာတယ် ဒီလိုနဲ့မင်းသမီး9ယောက်ကျန်တဲ့အချိန်မှာတိုက်ဆရာကြီး9ယောက်ရောက်လာတယ်။မင်းသမီးလေးတွေကိုလူစင်စုလိုတော့မထင်ပေမဲ့ဥစ္စာဆောင်တိုင်တန်းရှင်တွေပဲလို့တိုက်ဆရာကြီးတွေကယူဆတယ်။ ရွှေတိုက်ငွေတိုက်ကြီးတွေပမာလဲအဆောက်နဂါးကြီးရဲ့မျိုးလုံးနေရာမှာတက်ထားတဲ့ပြတ်တန်းရှင်လုံးတွေပမာလဲမင်းသမီးလေးတွေဘာမှမသိဘာမှမပေးနိုင်ပါတိုက်ဆရာကြီးတွေကမင်းသမီးလေးတွေကိုတေလူမျိုးပါရိုင်းနဲ့နှိပ်ဆက်မင်းမြန်ပြီးတော့အကြီးဆုံးမင်းသမီးမခံနိုင်တော့တာနဲ့ဥပဒံမြင်နဲ့ဟိုအရှိတ်တောင်မှာပြတ်တန်းရှင်လုံးတွားယူပေးပါမယ်ဆိုပြီးတော့လစ်ထွက်လာတယ်ဒါပေမဲ့နှိမ့်ဆက်ခံတရားတွေနဲ့လွန်းတောင်အယောင်မှာတည်ဆုံသွားချတယ်။ကြံခဲ့တဲ့ညီမလေးယောက်လဲတိုက်ဆရာကြီးတွေဆက်လက်နှိမ့်ဆက်တာနဲ့ပဲတည်ပွဲဝင်ရရှာပါတယ်တဲ့။ဒီတော့မ ဝိဆိုင်ကြီးနောက်ပြေးခဲ့တဲ့အဆောင်လက်ဖွဲ့အတက်ဝင်လာပြီးပုပ်ပွားတောင်ကိုရောက်သွားတယ်။လက်ဖွဲ့ကိုမြင်လိုက်တာနဲ့ဒီမားရီဒုက္ခရောက်နေဆိုတာသိပြီးဝိဆိုင်ကြီးနောက်ဟာလက်ဖွဲ့ကိုကင်ပေါက်လိုက်ရာတိုက်ဆရာကြီးတွေတေကုန်တယ်လို့ဆိုပါတယ်။ဝိဆိုင်ကြီးနောက်လက်လုံတောင်ပြောက်တဲ့အခါတိုက်ဆရာ၅ယောက်နဲ့ညီမ၄ယောက်တို့ကိုသူ့ရဲ့အတက်ပညာနဲ့ပြန်ခေါ်လိုက်တယ်။ လက်လုတ်တောင်မှာမြုပ်နှံထားတဲ့ရွှေတိုက်ငွေတိုက်ကြောက်တံပဏ္ဏများတိုက်နဲ့ဗရာတိုက်တို့ကိုတူမကြီးလေးရကိုစောက်ရှောက်စီပါတယ်တိုက်ဆရာကြီး၅ဦးအနက်အကြီးဆုံးတိုက်ဆရာကြီးကိုတောင်ပိုင်းအဖြစ်ခန့်အပ်လိုက်ပြီးကြံလေးဦးကိုတော့အရက်လေးမျက်နာကိုစောက်ချက်စီပါတယ်အဲ့ဒီမှာဇေယပတ္တမင်းသားလေးဟာစကိုင်းတောင်ကပြန်ရောက်လာပါတယ် ဘူမိယပါရံကိုအတက်မှာတပတ်ကန်းခတ်သူဖြစ်နေပါပြီ။ဒါပေမဲ့လောဘဒေါသမောဟတွေကြောင့်ပိုးဆိုးပက်ဆက်တိပွဲဝင်ရရှာကုန်သောဆွေတော်မျိုးတော်တွေကိုကြည့်ပြီးတော့နှလုံးချေကွဲဝမ်းနဲ့လည်းတန်ဝေကလည်းရခဲ့ပါပြီ။နှမတော်များကမိမိတို့အားဘသူမှမနှိမ့်ဆက်ရန်စီမံပေးပါလို့တောင်းဆိုပါရယ်။ဇေယပတ္တမင်းသားကအားလုံးကိုစီရင်ဆောင်ဝယ်ပေးပြီးတော့ငါသည်မိနိပူရာကိုမပြန်တော့ထင်းနဲ့စည်းစိမ်ကိုလည်းအလိုမရှိတော့စကိုင်းတောင်သွား၍ယဟန်ပြုပေးအမ်းလို့ဆိုပါရယ်။နှမငယ်များကလက်လုံတောင်မှာပဲယဟန်ပြုပါ သာသနာပြုပါ လို့တောင်းပန်ပြောဆိုကြပါတယ်။နှမတို့ဤနေရာမှာသာသနာ့ပွင့်ရန်အချိန်မတန်သေးသာသနာတက်ထက်ဝက်ကျော်လီတော့ဤလလုတ်တောင်းဤအရှိမြောက်ရံမှာယဟန်ဘဝဖြင့်ငါပြန်လာမည်ထိုကားကြမှာသာသနာ့ပွင့်လီမည်ဆို၍စကိုင်းတောင်းတို့ထွက်ခွာသွားပါတော့တယ်တဲ့။မဟာဘောရိမြိုင်ရှာတော်ဖျားကြီးဟာပြမနာလလုတ်တောင်းရဲ့အရှိမြောက်ရဲ့တာစီမျိုးနဲ့ဖြည့်ချောင်းကုန်းတောင်းမှာကြွလာသည်ဖြစ်ရာရှေးစာဟောင်းများနဲ့အညီဖြစ်နေပါတော့တယ်တဲ့။ဒါကြောင့်လေမြေအပ်မမြေအပ်နဲ့ရများစွာတရဝါတို့ကအဝေါ်တောင်းနေရှိကြဖူးမြ ော်ကြားနဲ့လူရန်ကြားနဲ့လက်လုတော်ဝင်းကျင်ဟာချက်ချင်းတက်ဝင်စီကားလာခဲ့ပါတော့တယ်။ဆရာတော်ကြီးဟာစွမ်းခံခြင်းတရားဟောခြင်းတို့ဖြင့်ပရိသတ်ကိုချွေးတိတ်ပြီးပြီးတော့ကျောင်းတကားကြီးပိတ်လိုက်ပါတော့တယ်။စွမ်းခံခြင်းလောက်ချိန်သာဖူးခွင့်ရပြီးတော့အခါကြီးရကြီးများမှာတော့တရားပွဲကြီးများကျင်းပပေးခဲ့ပါတယ်။တရားစခန်းဖွင့်ပြီးတော့လည်းတရားပြပေးခဲ့ပါတယ်တဲ့။လောက်တော်ဟာဆရာတော်ကြီးရဲ့၃နှစ်သာသနာပြုချိန်အတွင်းချက်ချင်းပင်ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ ဘောဒီမနိုင်ဓမ္မမနိုင်ចောင်းတော်များဝိဇောတရားဓမ္မယုံကြီးနေယောဂီဆောင်များ衲ဘုံ衲နန်းပမာပေါပေါလာပါတော့တယ်ပြိမနာရှန့်ကန်အထက်မှာဆရာတော်ကြီးဇံပြန်ကြွားချီတာကိုဖုံးမြင်လိုက်ရတယ်ဆိုတဲ့တဲ့င်းကလည်းပိုးလေးတကြောကြောဖြစ်ခဲ့ပါတယ်ဒီလိုနဲ့လက်လုတ်တောင်ဝင်းကျင်မှာပြိတက်ကိုတားမရတော့ပါတဲ့ဆရာတော်ကြီးကိုဖူးရှင်တို့တရားနာခြင်းတို့ဆောင်းဆိုင်နေတဲ့ပြိတက်ကြီးဒီဟာပွဲကြီးလန်းတမရပါပဲလူရှုပ်လက်ပေါ်ကြော်စော ချွေရန်ဤလေးတံကိုရှောင်ရင်ဆင်းရင်းထဲမှာထိဆုံးကထဲထားတဲ့ဆရာတော်ကြီးဟာလက်လုတ်တောင်ကခွာဖို့ပြင်ဆင်လာတော့တယ်ရှမ်းပြည်နယ်တန်လင်းမြကြီးရဲ့အရှိတ်အဝါကျန်သူဝနာရှမ်းတောင်ကြီးပေါ်ကသူတော်ကောင်းကြီးများကလည်းတပည့်တော်စီတလဲလာပြီးသာသနာပြုပါအောင်ဖရားလို့ပင့်ရှောင်နေကြပြီကျွန်တော်ဒီကဆရာတော်ဖရားကြီးလက်လုတ်တောင်တွေသာသနာပြုစဉ်1352မှာ1355ခုနှစ်ထို၃နှစ်အတွင်းဖူးခွင့်မရလိုက်ပေမဲ့သူဝနာရှမ်းတောင်တွေကအဘဒေယဖူးခွင့်ရခဲ့ပြီဖြစ်ပါတယ်တဲ့ကျွန်တော်သူဝနာရှမ်းတောင်ကိုရခင်တကောက် ရောက်ခဲ့ပြီးရတခုခောက်ဓမ္မမိတ်ဆွေများဖြစ်သောတေးစီယာကိုဝင်းမင်းခွေကိုမင်းဒေဇာမွန်ကိုမြတ်သူတို့နဲ့အတူရောက်ခဲ့ခြင်းဖြစ်ပါတယ်တဲ့ဆရာတော်ကြီးခွင့်ပြုတဲ့အချိန်ခွင့်ကောင်းယူပြီးရောက်ခဲ့ခြင်းလည်းဖြစ်ပါတယ်တန်လျင်အရှိဘတ်ချန်ရှမ်းပြည်နယ်အရှိပိုင်းတွင်ရှမ်းလာဟူ လီရှောပလောင်အခါဆသောတိုင်းရင်းသားများနေထိုင်ကြရာတူဝနာရှမ်းတောင်တို့မှာလာဟုလီရှောတိုင်းရင်းသားများကိုဘာသာခြားတာသနာပြုများကငွေအားလူအားတာလွန်အင်အားဖြင့်ဆွဲဆောင်သွန်သင်နေခြင်းလည်းဖြစ်ပါတယ်။အဲ့ဒီချိန်မှာဆရာတော်ကြီးရောက်လာပြီးမြစ်တာဓမ္မခွန်အားတသက်ဖြင့်သာလေလာဟုလီရှောတိုင်းရင်းသားများကိုဗုဒ္ဓဘာသာဝင် ဖြစ်စေခဲ့ပါတယ်တဲ့။ပစ္စည်းတစ်ခုပတ်စံတန်းချက်ပေကံစီယုံခြင်းမရှိပါဘဲမြစ်တာဓမ္မဖြစ်သာလေဗုဒ္ဓဘာသာကိုတတ်ဝင်ယုံကြည်အောင်ဆွမ်းဆောင်တော်မူခဲ့ခြင်းဖြစ်ပါတယ်။1996မတ်လတဖ ောင်းလာပြီမှာလာဟုလီလျှော်တိုင်းသားများစွာရွာပေါင်း28ရာခန့်ရဲ့ဗုဒ္ဓဘာသာခိုင်ယူပွဲကြီးကိုမိုးမြေတိမ့်တိမ့်ချိန်ချိန်တက်တက်ကျင်းပနိုင်ခဲ့ပါတယ်1998ခုနှစ်မှာတော့ဗုဒ္ဓဘာသာဝင်အဖြစ်ခိုင်မြဲလာကြပြီဖြစ်တဲ့လာဟုလီလျှော်တိုင်းသားများကိုမြေပြတ်မြမာပြီကဗုဒ္ဓဘာသာဘလို့တိုးတက်နေရဲဆိုတာလိလာဖို့ဖះဆောင်ဖူးကြဖို့နဲ့လူမှုရေးစုပေါင်းရေးလိလာဖို့မဟာဗောဓိမြန်ဆရာတော်ဘုရားကြီးကိုယ်တိုင်ဦးဆောင်တဲ့ခီးစင်ကြီးအဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒီခီးစင်ကြီးအတွက်အစီအစဉ်ပြင်ဆင်နေခြင်းကျွန်တော်တို့လေရအဖွဲ့ရောက်ရှိသွားခဲ့ခြင်းဖြစ်ပါ ါတယ်တဲ့ဆရာတော်ကြီးအတွက်ဒေတာစာကြီးခီးစင်ကြီးဖြစ်ပြီးလာဟုလီလျှော်တိုင်းသားများအတွက်ဗုဒ္ဓဘာသာလေ့လာရေးဖျားဘူးခီးစင်ကြီးဖြစ်ခဲ့ပါတယ်ခီးစင်ကြီးဟာသူဝနာရှန်တောင်ကြီးဟေဟင်ရွာခဏမိုင်ကစတင်ပြီးရန်ကုန်မှာအဆုံးသတ်ပါတယ်တဲ့ အပြန်ကြီးမှာတော့မန္တလေးရွှေဘုံနဲ့ကံပတူမြို့နယ်တွေကဆရာတော်ကြီးရဲ့ဇာတိယာမင်းကုန်းမှာအဆုံးသတ်ဖို့စီစဉ်ထားပဲလူပေါင်းရာကျော်လိုက်ပါလာတဲ့ခီးစဉ်ပြားအချိန်အားဖြင့်တလားကျော်ကျော်ကြာမြင့်ခဲ့ပါတယ်တဲ့ခီးစဉ်အစားဆုံးလိုက်ပါပြီးမတန်းနဲ့ရေးသားပူဇော်ခွင့်ရခဲ့တဲ့အတွက်ကျွန်တော်ခုံယူမဆုံးပါဘူးလို့ဇာရေးသူကရေးသားထားပါတယ်ပြမနာလက်လုတောင်မှာ၃နှစ်တင်း၃စင်းကဖူးခွင့်မကြုံခဲ့တော့လေယခုခင်းစီကြီးမှာတော့ဆရာတော်ကြီးကိုလက်လုတောင်မှာတရားနာခွင့်ဖူးမြော်ခွင့်မေးရှာခွင့်တွေအပြေအဝါရရှိခဲ့ပါတယ်ဆရာတော်ကြီးဟာလက်လုတောင်မှာ 7ရက်369ခွန်မှ25ရက်369ခွန်အထိတပတ်အကြာတရင်သုံးချိမြောက်တော်မူခဲ့ပါတယ်။လာဦးလီရှောတိုင်းရင်းသားတွေနဲ့အတူရန်ကုန်ကိုဆက်မလိုက်တော့လည်းလက်လောက်တောင်မှနေခဲ့ခြင်းဖြစ်ပါတယ်။ဖြင့်ရီးစင်ကြီးတခြားမြို့ရွာပေါင်းများစွာစီချိုကူးမြော်သူတွေဟာလူပင်နယ်ကြီးဖြစ်သွားတဲ့အထိကြိတ်ကြိတ်ကြုံစီကားလာပါတယ်။ခရီးစဉ်ရန်သားရမြို့တွေမှာနေရတရားဝယ်တွေလည်းချိန်ချိန်သေးလိုပါပဲတဲ့။အလုံးပင်မဲ့လွဲနေပြီးမြတ်ဆရာတော်ကြီးလုံးဝအနာမရှိရဟန်းရှင်လူများကိုတရားရည်အေးတိုက်ကျွေးလျက်ဖြင့် ိုစင်ကတော်ရဖြစ်ခဲ့တဲ့လက်လောက်တောင်ဟာအခုတော့ဖြစ်မြူကြီးပြကြီးနေပြည်တော်ကြီးရဲ့အထင်ကြီးရတဲ့နေရာဖြစ်ခဲ့ပါပြီ။အဲ့ဒီနေရာမှာဒီလိုဖြစ်လာနိုင်မယ်ဆိုတာမဟာဗောဓိမြိုင်ဆရာတော်ကြီးကနှစ်ပေါင်း30ကျော်လောက်ခရီးကကြိုတင်မင်ကြားခဲ့ပါတယ်တဲ့။အရိယာသူတော်ကောင်းကြီးရဲ့ဓမ္မဆက်ခုဖြင့်ရှုမြင်နိုင်စွမ်းမကအံ့ဩမခံပါဘူးလို့ညွှန်ကြားထားပါတယ်။နေပြည်တော်အနီးတွင်နေအောင်ပြရင်ကြာရင်ကြီးတည်ရှိနေတာလည်းအများအသိပဲဖြစ်ပါတယ်။အဲ့ဒီနေအောင်ပြရင်ဗျာအနီးတို့ဗုဒ္ဓမြတ်စွာကြွတော်မူလာခဲ့ပြီးဓာရောက်ကုန်ရောခဲ့တဲ့လက်တွေကိုတရားဟောခဲ့ကြောင်းထောက် 1958ရှိခိုးနှစ်တွင်ဒုတိယအကြိမ်ထုတ်ဝေတဲ့လေရီပန်နီတာဥမောင်ကြီးရဲ့တမင်ရွှေတီဝတ္ထုတော်ကြီးမှာဖော်ပြထားပါတယ်။ဘုရားဖျားရှင်ညောင်ပြားရဲ့ဖြင်းနည်းတွေသတင်းသုံးနေစဉ်တောဆင်နှကောင်သားအဖရောက်လာပြီးဘုရားဖျားကိုဝေတွားခါစားဖူးမြော်ခဲ့ကြပါတဲ့မြတ်စွာဘုရားဟာပလလဲစင်မင်းကိုတကူတော်ဖြင့်အတူခေါ်လာပြီးညောင်ပြားရဲ့ဖျားမှာနားနေခြင်းဖြစ်တယ်လို့ဆိုပါတယ်တောဆင်သားပါနှစီသည်အလေးကျပားရောက်လျက်ရှိသော ကြံများကိုနှမောင်းဖြင့်ရက်ဖက်ယူဆောင်ပြီးမြတ်စွာဘုရားအားကတ်လူပူဇော်ပါတယ် ပလာလဲစင်မင်းသည်ထိုးချံကိုအေးညှိ၍မြတ်စွာဘုရားအဆက်ကက်လေသည်မြတ်စွာဘုရားသည်ကြာရီကိုဖုံးပေးပြီးနောက်တောဆင်နှုတ်နှစည်းကိုကြည့်ရှုကပြုံးတော်မူပါれပြုံးတော်မူ၏အကြောင်းကိုလည်းပလာလဲစင်မင်းကအလျှောက်ထားမိရဲ့ရာမြတ်စွာဘုရားကအိုးပလာလဲစင်မင်းဤစင်သားဖသည်ငါဘုရားအားကြံလို့ဖြင့်ယူသေးစွာပူဇော်လှူဒန်းပေးသည်ထို့ကြောင့်စင်သားဖသည်အေနီယောင်ပြအရက်ကိုအုပ်စု၍ဘုန်းတော်ကြီးမှသောမင်းဧကရေများဖြစ်လက်တဲ့အေနီယောင်ပြအရက်တွင်နန်းတီ၍ဆန်လက်တဲ့ရှင်းနှဆိုင်ရာမြေဖြစ်လက်တဲ့ ဤနေရောင်ပြားရဲ့အနည်းတွေလမ်းကြီးတောင်မြောက်တွေလာလက်တဲ့ငါဖရာဤသာသနာကိုကောင်းစွာဆောင်ရွက်၍ထွန်းကားအောင်ပြုစုသောမထေကြီးတစ်ပါးပေါ်လက်တဲ့ ထုတ်တာဗျာကဗျာဒိတ်ဆယ်ချက်မင်းကြရ၅ချက်ကိုကောက်နှုတ်တင်ပြပြီးလိုက်ပါတယ်တဲ့အကျေကို2013ဇူလိုင်လထုတ်ဒေါက်တာထွန်းထွန်းဤဗျာဒိတ်ရမြမမင်းနေပြီးတော့များစာဥမာကြည့်ပါတဲ့ဖះဗျာဒိတ်ပေးတော်မူခဲ့တဲ့အတိုင်မင်းနေပြီးတော့လည်းပေါပောက်ခဲ့ပါပြီဗျာဒိတ်တော်အတိုင်ရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးလည်းပေါပောက်ခဲ့ပြီးဖြစ်ပါတယ်တဲ့ကျန်တဲ့အချက်တွေကိုကိုဟာကိုဆက်ဆက်စဉ်းစားအပြည့်ထုတ်ဆက်ပါကုန်နဲ့နေအောင်ပြိုင်းဖះမာရောလက်လောက်တောင်းပါပါတကိုကြီးစုတောင်းပြီးဗျာတွေကိုအသိဖူးမြော်နိုင်ပါတယ်ကုသိုလ်ကောင်းမှုအကြောင်းပြုပြီးတောင်းစုပြေးကြပါ ားလေးပုံကိုရေးသားထားပါတယ်ရှင်ဝင်းရေးသားသူအားလေးစားစွာဖြင့် credit ပေးအပ်ပါတယ်ရှင်နားဆင်မိကြရပရိသတ်အားလုံးလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့မှာတော့ပရိသတ်များနားဆင်ကြရတဲ့အကြောင်းကတော့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနေဖြားရိရနေပြီးတော့ဆိုရဲဆောင်းပါးလေးအကြောင်းနဲ့ပတ်သက်ပြီးတော့တိမက်ဆရာလေးကိုတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးကျမတို့ရဲ့ channel လေးကနေပြီးတော့အစီအဝင်စားပွဲအကောင့်နဲ့ဘာသာရေးဆိုင်ရာအသိပညာဘူးတုဒအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်နေရတယ်ရှင်ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အကြောင်းအရာတွေတင်တိုင်းမှာသိနိုင်အောင်လို့လည်း multi bell လေးကိုပါနှိပ်ထားပေးခဲ့ကြပါအောင်ရှင်နားဆင်နေကြတဲ့ပရိသတ်များအားလုံးလည်းဘာသာရေးဆိုင်ရာအသိပညာဘူးတုဒများတိုးပွားကြ ာပြီးတော့နိဗ္ဗာန်ကိုမြတ်မောက်ပြုနိုင်ကြပါစေရှင်။